လက်ရှိဖြစ်ပေါ်နေတဲ့စစ်ကောင်စီနဲ့တော်လည်ရေးအားစုတွေဟာတိုက်ပွဲတွေမှာစစ်ကောင်စီကနိပညာအတောင်ပြူတိုက်ခိုက်မှုတွေပုံမလောက်ဆောင်လာတယ်လို့နိုင်ငံရေးတောင်းတတူတွေက ပြောပါတယ်။အခုလအစောပိုင်းကစစ်ကောင်စီအောက်ကထဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရုရှားကိုတွေ့ရောက်တဲ့ကိစ္စမှာ အစီအမြလက်နဲ့ပစ္စည်းတွေရရှိဖို့တော်တာဖြစ်နိုင်ကြောင်းမြန်မာနိုင်ငံရေးလေးလာတောင်းတတူဒေါက်တာလှကျော်စောကပြောပါတယ်။အဲသူနိပညာတွေမြင့်လာတာမှန်တယ်နော်။ နောက်တစ်ခုကလည်းကျမကြည့်တယ်မင်းအောင်လည်းရူးရှားသွားတာလေဒီဟာတွေပါမယ်ထင်တယ်သူတကယ်အစင်းနေတဲ့လက်နဲ့တရားဖို့အတွက်သွားတယ်နဲ့တူပါတယ်အဲဒါမဲ့ကျမပြောမှုပေါင်းများပြီဒီစက်တက်ကိုစက်တက်တစ်စက်ရဲ့တိုက်ခိုက်ရေးသွားရင်ဟာသူကအဲ့ဟိုလက်နဲ့အင်အားတဲ့ပုံစံတွေမူတည်အောင်မဟုတ်ပြနော်အဲလူတွေရဲ့ဒီစက်တိုက်ခိုက်နေတဲ့လူတွေရဲ့စိတ်ဓာတ်ပုံမှာလည်းမူတည်တယ်နောက်တစ်ခါပြည်သူလူထုရဲ့ထောက်ခံမှုလည်းရအောင်မှာဖြစ်မှာတစုံတစ်ခွာတော့တစုံ တရားကာလမှာတော့ကျမတို့တော်နိုင်သမားတွေတော်တော်အထက်ခဲရနေတာပေါ့ဒါမဲ့အဲသူတို့ဘက်ကအဲ့လိုဘယ်လိုပုံလဲလည်းနဲ့အစမ်းနေသုံးနိုင်ကျမတို့ပြည်သူတွေဘက်ကလည်းသူတို့နီးနာတွေရှာပြီးဖြည့်ရှင်းနိုင်ပါလိမ့်မယ်ထင်တယ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာပြည်အမြင့်ပေါင်းတွေရုရှားနီးပညာတောင်အစီမီတရောင်းတွေဆက်တက်အတောင်ပြူလာနေတယ်လို့တော်လည်ရေးအင်အားစုတွေကပြောပါတယ် ဒါပြင်ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူပေါင်းတပ်တွေစဉ်နွှဲနေတဲ့ပတ်မော်မြို့တိမ်တိုက်ပွဲတွေမှာလည်းညပတ်တောင်းတောင်းတွေအတုံးပြူတိုက်ခိုက်နေကြောင်းတန်တပ်သူတွေကပြောပါတယ်စစ်ကောင်စီကိုအနိုင်မတိုက်ပဲအချင်းပေးပါကပြင်ဆင်ချင်ပိုရပြီးဤပညာတောင်းပြူလောက်ဆောင်လာနိုင်ကြောင်းနိုင်ငံရေးလေးလာတန်တပ်သူဦးကြည်မြင့်ကပြောပါတယ်အဲ့ဒါဂျန်သူကိုအချင်းပေးတာပဲစစ်ကိုနိုင်အောင်မတိုက်နိုင်တာပဲ အဲ့တော့မနိုင်တဲ့အခါကျတော့ပြီးမကြီးကိုပြောတာမပြီးနေတယ်ပြောတာမဟုတ်ပြီးမကြီးကစစ်မနိုင်တဲ့အခါတော့ရန်သူကိုအချိန်ပေးသလိုကြာပြီးတော့စစ်ပြင်ချိန်ပို့ရတာပေါ့ကွာပို့ရတဲ့အခါကျတော့ဟိုပို့ရတော့ပြီးမကြီးကဆိုပို့တိမယ်လေဘုသူဘူးချိန်မှာဘာမှပြင်းမစရမရှိဘဲနဲ့လုပ်ကြည့်ပါထုတ်စစ်စင်ကြီးပါလားအမောက်တော့ဖြစ်သွားမယ်သေတော်သွားမယ်အမောက်တော့ဖြစ်သွားမယ်အဲ့တော့မလို့ရန်သူကိုပြစ်စီချင်း ေးတာပေါ့ဒီမကြီးကဒီမကြီးကစစ်မှန်မလဲခိုင်းဘူးအဆောင်သမားကြီးပဲရတဲ့ပစ္စတ်တော့ဖြစ်တယ်လေစစ်ကောင်စီဟာတရားထောက်တရောင်းတွေအတံပြူတိုက်ခဲ့ပေမဲ့လက်ရှိမှာလဲရုရှားထောက်တရောင်းတွေတုံမြင့်တောင်းဆွဲလာကြောင်းသိရပါတယ်။ဒါအပြင်အခုနှစ်စောပိုင်းကစတင်ပြီးစက်တက်လေးထိအတံပြူတိုက်ခဲ့မှုတွေပုံမလဆောင်လာပေမဲ့ပောက်ွယ်အပြင်းပေါင်းတွေခဲရန်တွေပုံမထလောက်လာနေတယ်လို့သိရပါတယ်ရှင်။